မိတ်ဆွေတို့ကမိထားပါတယ်ကျွန်တော်နာမည်မိုဟာမက်မူဆာပါရန်ကုန်တာမွေကပါကျွန်တော်ကနိုင်ကြိုက်တဲ့အထက်ပါတယ်ကျွန်တော်တည်ချင်တာလေးကယောက်ျားလေးတွေကရွှေဝတ်လို့မရတာကိုတော့ကျွန်တော်သိပါတယ်တချို့ brand နိုင်ကြီးတွေမှာဆိုရင်ရွှေကာရက်ဘလောက်ဆိုပြီးပါပါတယ်အဲ့လိုကြရောဝတ်လို့ပိုင်ပါသလားဆရာတဲ့ بسم الله الرحمن الرحيم حديث دوما تمنى جي صلى الله عليه وسلم ميدو مورے انما الاعمال بالنيات ဘယ်အလုံးမစိုးသူရဲ့ညက်ရည်ရွယ်ချက်ပေါ်မှာမူတည်တယ်ကျွန်တော်တို့ရိုးရိုးမူဘာလို့ခေါ်တဲ့အကုသို့လည်းမရငရဲလည်းမကြည့်တဲ့အဲ့လိုအလုပ်တွေရှိတယ်အဲ့ဒီအလုပ်တွေမှာအကယ်လို့ညက်မှန်မယ်ဆိုရင်ကျွန်တော်တို့ဆွားပြရတော့ညက်မှားမယ်ဆိုရင်အပြစ်ထိုင်မယ်ဂုဏထိုင်မယ်အဲ့တော့နိုင်ပတ်တဲ့ရည်ရွယ်ချက်ကိုအရင်ဆုံးကျွန်တော်တို့သိရနိုင်ပတ်တဲ့ရည်ရွယ်ချက်ဒီဒီနိုင်ပတ်ပြီးတော့ဒီနိုင်မှာအချိန်ကိုကြည့်မယ် ကြည့်ပြီးအချိန်နဲ့နမတ်ဖတ်မယ်အချိန်နဲ့သမင်းစားမယ်အချိန်နဲ့အိပ်မယ်မိမိရဲ့ဟလာတနေ့တာလှူရှားမှုတွေအချိန်နဲ့အတိအကျဖြစ်ဖို့တိနိုင်မှုတဏှာဤပတ်ရရွယ်ချက်နဲ့ပတ်မယ်ဆိုရင်အဲ့ဒီနာယီပတ်ခြင်းမှာသွားပြန်အဓိကနာယီပတ်တဲ့နေရာမှာအချိန်ကြည့်ဖို့ဆိုတော့အချိန်တီးဖို့ဆိုတော့နိယတ်ကိုအဓိကထားရမယ်ဟလာဒီနာယီပတ်ပြီးတော့လှပဖို့ဒီနာယီပတ်ပြီးတော့သူများရှင်းမှာကြွားဝဖို့ရှိုးထုတ်ဖို့ဒီလိုနိယတ်တွေမပါရဘူး နာယီဝယ်တဲ့နေရာမှာဘယ်နာယီကအချိန်ကိုအမှန်ကန်ဆုံးပြပြီးအကျိုးပြုနိုင်လဲအဲ့ဒါကိုပဲအဓိကထားပြီးကြည့်ရမယ်အကယ်လို့ကျွန်တော်တို့ကပတ်စံရှိလို့တတ်နိုင်လို့နာယီကောင်းကောင်းဝယ်တယ်ဟလာတံမူးကြီးတဲ့ဟာတွေဝယ်တယ်ဆိုရင်လည်းဝယ်ခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာကြွားပါတဲ့နီယတ်မပါရဘူးဟလာအစ္စဟာရီနေမတ်လို့ခေါ်တဲ့အလ္လာတာလာပေးထားတဲ့နေမတ်ကိုထုတ်ဖော်တဲ့အနေနဲ့ဝယ်ခွင့်ရှိတယ်ဒါပေမဲ့တတိထာမကဒီနာယီမှာက ဟာလာအခုနားလို့တအားဘရန်ဒက်စီဆိုရင်ဒီမှာရွှေတွေပါလာအဲ့တော့ယောက်ျားလေးတက်ကရွှေဝတ်ခွင့်မရှိဘူးဒါငွေဆိုတာလည်းနည်းနည်းပပအတိုင်းအတာတစ်ခုနဲ့ပဲဟာလာလက်စုပ်ပုံစံမျိုးနဲ့ဝတ်ခွင့်ရှိတယ်အဲ့တော့ဒီနာကြီးမှာရွှေနဲ့ငွေကလွဲပြီးတော့ကြံတဲ့တခြားသောတက်ထုပစ္စည်းတွေနဲ့တခြားသောအရာတွေနဲ့လှုပ်ထားတဲ့ဆိုရင်ဒီနာကြီးဝတ်ခွင့်ရှိတယ်ဒါပေမဲ့မိကုမမေးထားတဲ့ရွှေနည်းနည်းပပပါ နည်းနည်းပပပါတယ်ဆိုရင်ကြည့်ရမှာကဒီနာယီရဲ့အများစုအစိတ်ပိုင်းကဒီရွှေငွေကလည်းဒီတန်တဲ့တထုပစ္စည်းတွေနဲ့ဆိုရင်ဒီနာယီပတ်လို့ရတယ်ဘာမှပြဿနာမရှိဘူးအဓိကကတော့အများစုကရွှေငွေမဟုတ်အောင်ရွှေငွေနည်းနည်းလေးပါသွားတဲ့ဆိုပိုင်းနဲ့အများစုကရွှေငွေမဟုတ်ဘူးဆိုရင်အဲ့ဒီနာမျိုးဝတ်ခွင့်ရှိတယ်အကယ်လို့ရွှေနဲ့ငွေရဲ့အစိတ်ပိုင်းကများပြီးတော့ကြံတဲ့အစိတ်ပိုင်းကနည်းနေတယ်ဆိုရင်တော့အဲ့လိုနာယီမျိုးဝတ်ခွင့်မရှိဘူး